အားလုံးပဲမိကြပါ Forever Ghana Facebook နဲ့ DR YouTube Channel တို့ကနေကြိုဆိုပါတယ်ကျွန်တော်ဒီကနေ့မှာတော့ Arsenal အသင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းအရာလေးနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြည့်အောင်ဒါ Arsenal အသင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းအရာလေးဆိုပေမဲ့ဒါကျွန်တော်တို့ International Break ဖြစ်တာနဲ့အကြီးဒါ Arsenal အသင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းအရာဆိုရင်ကျွန်တော်ဒီဘယ်လိုပြောမလဲ International Break မှာဆိုလို့ရှိ င်ကစားသမားတွေတက်တန်းကိုရေးပြစာတွေပါမယ်ပြောရရင်ဒန်ကကစားသမားတွေအကြောင်းပါမယ်ဒါပေမဲ့ဒီကနေ့ညနေဘက်မှာတော့ဒါ breaking news အနေနဲ့တက်လာတဲ့သတင်းတွေမှာဆိုရှင်တော့ဒါဒန်ကကစားသမားတွေအကြောင်းထွေထူးထူးဘာမှသိထားတာကျွန်တော်တို့မရှိဘူးပြီးွားပြီဆိုလို့ရှင်အာဆင်နယ်အသင်းတွင်းမှာဒါတက်တန်းကိုရေးကိစ္စတွေရတော့ဒါအနေငယ်ဒါတက်လာတဲ့သတင်းတွေရှိဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့လည်းဒါကျွန်တော်တို့အကုန်လုံးသိပြီးသားသတင်းတွေပဲ Julian Timber ဒါကျွန်တော်တို့တက်တန်းကိုကိုရှိတယ်ဒါအခုဆိုရင် Martin Lee ကိုလည်းဒါစပြီးတော့ဘယ်လိုပြောအောင်လဲစကားစမီပြောနေပေါ့လေဒ ါပြောမယ်ဆိုလို့ရှိရင်ကစားသမားရဲ့ agent ကိုသွားပြီးတော့ဒါ main လို့ကစားသမားကတတန်းတိုးခြင်းတယ်ဆိုတဲ့ပုံစံမျိုးတွေဒါ Android partner ချိန်ဆက်ထားတာမျိုးတွေရှိပြီးတော့နောက်ထပ်အစ်တတယောက်နေ declare rise ကိုလည်းဒါတတန်းတိုးဖို့အတွက် agent ကိုအတိပေးထားတယ်ဆိုတဲ့သတင်းတွေကတောက်လျှောက်တက်နေတယ် ် declare rights နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ arsenal အသင်းမှာဆိုလို့ရှိရင်ဒါတကယ်ကိုကြိုးယူပလီယာဖြစ်နေပြီ declare rights ကဒါတကယ်ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်တို့ရဲ့ဘယ်လိုပြောရမလဲပြည်သက်တွေအနေနဲ့ဆိုလို့ရှိရင် declare rights ကိုဒါကျွန်တော်အသင်းကောင်းဆောင်ယာရုတော့ပေးဖို့ထီတာကျွန်တော်ပြည်သက်တွေအကုန်လုံးကတောင်းဆိုတာမျိုးတွေတော့ရှိတယ်ဒါပြောရမလို့ရှိရင်ကျွန်တော်ပြည်သက်တွေရဲ့ယင်းထဲမှာဆိုရင် declare rights ကဘယ်လောက်ထိကောင်းဆောင်မှုအားကောင်းနေတာဘယ်လောက်ထိဟိုဘယ်လိုပြောရမလဲသူ့ရဲ့လုံအောင်လုံးဘယ်လောက်ထိရှိရဲဆိုတာကျွန်တော်ပြည်သက်တွေအကုန်လုံးသိနေတာဖြစ်တဲ့အတွက် declare rights ကိုကျွန်တော်ပြည်သက်တွေအကုန်လုံးကြိုက်တယ်ဒါ ကျွန်တော်တို့ကြိုက်တာနဲ့အညီကြဘူးပြောမယ်အာဆင်နယ်အသင်းရတယ်ဒီကစားသမားရဲ့ impact ကိုတော်တော်လေးသိရလို့ပြောရမယ်ဒါဒီကစားသမားကိုအခုဆိုရှင်တက်တန်တိုးဖို့အတွက်စတင်ဆွေးနွေးလေးရှိတယ်ဆိုပြီးတော့သတင်းထားလာတွေကပေါ်ပြနေပါတယ်ဂျူလီယန်တင်းမားရဲ့စာချုပ်နဲ့ပတ်သက်ပြီးတော့လေအာဆင်နယ်အသင်းကဒီကစားသမားကိုတက်တန်တိုးနိုင်ဖို့ကဒါအခြေအနေအကောင်းဆုံးနေရာမှာရောက်နေပါလေဒါ ချင်းတော်တော်ကောင်းနေပြီဆိုတဲ့ပုံစံမျိုးတွေကသတင်းတွေတင်တာတက်လာတာကြုံနေတယ်တွေ့ရတယ်။ဒါပြောရပြီဆိုလို့ရှိရင်ကျွန်တော်ဒီအပိုင်းမှာထူးထူးခြားခြားအနေနဲ့ကျွန်တော်သိရတာကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီအပိုင်းမှာဆိုရင်ကျွန်တော်တင်တဲ့သတင်းတွေမှာဆိုကျွန်တော်ညီကိုတွေဆိုလို့ရှိရင်သိလိမ့်မယ်ဗျာ။အဲဘလူးဘောင်းနဲ့အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ဒါဘလူးဘောင်းပြိုင်ဘက်ကစားသမားဟောင်းနေဒါပြင်ပြိုင်ဘက်ကစားသမားတွေကဒါအာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးချီးကျူးကြတာလေကစားသမားတယောက်ချင်းစီနဲ့ပတ်သက်ပြီးတော့ဒါချီးကျူးကြတာဒီ ဒါဘယ်လိုပြောမလဲအကောင်းမြင်စိတ်တည်နေတာပြောကြတဲ့စကားတွေကျွန်တော်တို့အများကြီးဒီနေ့ဘယ်လိုပြောမလဲတွေ့ရတယ်ပေါ့လေဒီနေ့မှာဆိုလို့ရှိရင်လေဒါဒီလိုမျိုးသတင်းတွေတက်လာတယ်ဒါဘယ်သူတွေလဲဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ Chelsea အသင်းကပြောမယ်ဆိုရင် London မှာဆိုလို့ရှိရင်ကျွန်တော်မျိုးကံပြိုင်ဘက်ပေါ့လေမျိုးကံပြိုင်ဘက် Chelsea အသင်းရဲ့ကစားသမားဟောင်းကြီး Lambert ပေါ့လေ Lambert ကဒါ Declan Rice နဲ့ပတ်သက်ပြီးတော့ချီချူးစကားဆိုထားတယ်ဒါ Lambert တယောက်တည်းတည်းမဟုတ်ဘဲနဲ့ Declan Rice နဲ့ပတ်သက်ပြီးတော့ ဒါလီဗာပူးရဲ့ကစားသမားဟောင်းရီစတီဗင်ဂျာရက်စ်ကလည်းဒါဒဂန်ရိုက်နဲ့ပတ်သက်ပြီးတော့ချီချူးစကားဆိုထားတယ်။ဟမ်ချီချူးစကားဆိုလဲဆိုခြင်းစရာပဲပဲဒဂန်ရိုက်ကတကယ်ဆိုလို့ရှိရင်အာဆင်နယ်အသင်းမှာဆိုလို့ရှိရင်ဒါပြောင်းရွှေ့လာတာကသူ့အနေနဲ့ဘယ်လိုပြောမလဲစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းလာပြောင်းလာပြီးတော့ဒါအခုဆိုလို့ရှိရင်အာဆင်နယ်အသင်းမှာကျော်ရိုးပလေယာဖြစ်နေပြီ။ဒါအာဆင်နယ်အသင်းတို့ကလည်းတက်တန်းတိုးမယ်ဆိုတော့ လုံးဝဒါ perfect ပဲ okay အဲ့တော့ lambda ကပါပြောခဲ့တာလေဒါကျွန်တော်တို့ကြည့်ရအောင် lambda အနေနဲ့ပါပြောလဲဆိုတော့ declan rise နဲ့ပတ်သက်ပြီးတော့ဒါသူ့ဘယ်လိုမလဲ lambda ကချက်စီးမှာဒါနီးပြလောက်ခဲ့သေးတယ်ဗောလေသူနီးပြဖြစ်ခဲ့စဉ်အခါတော့က lambda လမ်ဘက်ကဒါ declare right ကိုခေါ်ယူဖို့ဒါချက်စီးတင်းကိုတောင်းဆိုခဲ့တယ်ဆိုပြီးတော့ဒါသူ့အနေနဲ့ပြောကြားလာတယ်ဒါ declare right ကအာဆင်နယ်ကိုရောက်လာတာသူ့အနေနဲ့နောက်တစ်ဆင့်မြင့်လိုက်တာပဲဒါသူ့ကိုသူနောက်တစ်ဆင့်မြင့်လိုက်တဲ့ပုံစံကအရန်ကိုကြီးကောင်းတယ်သူ့အနေနဲ့ကျွန်တော်အရန်ကြိုက်တဲ့ပုံစံတစ်ခုမှရောက်နေတယ်ဆိုပြီးတော့ဒါလမ်ဘက်ကချီယူစကားဆိုထားတယ်။ဒီနေရာမှာ Steven Gerrard ကလည်းဒါ declare right နဲ့ပတ်သက်ပြီးတော့ Declan Rice ကတကယ်ကိုကောင်းတဲ့ player ပါဗျာ။ဒါ Premier League မှာဆိုလို့ရှိရင်ဒါကောင်းဆုံးပွင့်လှစ်ကစားသမားတွေကတယောက်ဖြစ်ပြီးတော့သူ့ရဲ့စိတ်သက်ပိုင်းနဲ့သူ့ရဲ့လုံအားနှုံးမှုကိုကျွန်တော်တိတ်ကိုသဘောကျတယ်ဆိုပြီးတော့ဒါ Steven Gerrard ကလည်းချီးကျူးစကားဆိုထားတယ်။ဒါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့က Mikel Arteta အနေနဲ့ Mikel Arteta ရဲ့သတင်းပေါ့လေ Mikel Arteta အနေနဲ့ဒါဒီယာတီမှာ Arsenal အသင်းနဲ့ ဒါစူဖလားအောင်မြင်မှုမရလို့ဒါခရုံကီတို့ကဒါဘယ်လိုပြောမလဲဒီနီးပြကိုပြောင်းလဲလုပ်တော့မယ်ဟေ့ဆိုလို့ရှိရင်ဒါ VK Adidas နဲ့ပတ်သက်ပြီးတော့ဒါစောင့်ကြည့်နေတဲ့အသင်း2သင်းလောက်ကြီးရှိတယ်လို့သတင်းတွေကတက်လာတယ်ဒါဒီအသင်း2သင်းကဘယ်လဲဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ Bayern Munich ရဲ့အသင်းရဲ့ဒါ PSG အသင်းရဲ့ဗောလေဒီ2သင်းက VK Adidas နဲ့ပတ်သက်ပြီးတော့ဒါစောင့်ကြည့်လျက်ရှိတယ်ဒီယာတီကုံလို့ရှိရင်ဒါ VK Adidas အနေနဲ့ Arsenal အသင်းမှာဆက်ရှိမလားဆက်မရှိဘူးဆိုလို့ရှိရင်ဒါတို့အနေနဲ့ဒါခေါ်ယူခြင်းနေတယ်ဆိုတဲ့ပုံစံမျိုးတွေဒါသတင်း င်းတွေတောက်လျှောက်တက်နေတဲ့ကျောင်းလူကိုယ်တွေနေဘလို့ထင်လဲဗျမိခေးအာတီတာရဲ့လုံဆောင်ချက်တွေကို ကျွန်တော်အနေနဲ့ဆိုရှင်တော့ VKR data ကအာဆင်နယ်ကိုဒါဘယ်လိုပြောရမလဲအာဆင်နယ်တစ်ခစ်ပြန်ဖြစ်လာအောင်ဒါအများကြီးဥပ္ပေပြောင်းလဲပြီးခဲ့တဲ့နီးပြတောက်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါသူ့အနေနဲ့လည်းချိန်အကြာကြီးယူခဲ့ပြီးတော့မှဒါပြုတ်ပြင်ပြောင်းလဲရတာဒါသူ့လက်ထဲကိုအာဆင်နယ်ရောက်ခဲ့စဉ်အခါတော့မှဆိုလို့ရှိရင်တော်တော်လေးကိုစုပြတ်တက်နေတဲ့အနေအထားတစ်ခုကနေဒီလိုအနေအထားတစ်ခုကြီးရောက်အောင်ဒါ VKR data ကစွမ်းဆောင်လာနိုင်ခဲ့တာဆိုတော့ VKR data ကိုကျွန်တော်တို့ပြည်သက်တဲ့အနေနဲ့ရောအာဆင်နယ်အသင်းအနေနဲ့ပေါ့ဒါတန်မှုထားတဲ့နေလို့ကျွန်တော်အနေနဲ့ကတော့မြင်တယ်ဒါ ဘလို့ထင်မိလဲဗျဒါခရိုဂီတို့အုပ်စုကဒါဒီယာတီပြီးရင်မိခေအာဒေတာကိုဒါအတင်းကနေထုတ်သွားမလားဆိုတော့ကျွန်တော်တို့ဒါဆူဖလာအောင်မြင်မှုတွေနဲ့လည်းသက်ဆိုင်နေတယ်လို့ဒါခရိုဂီတို့နဲ့လည်းအများကြီးသက်ဆိုင်နေတယ်ကျွန်တော်ဟိုဘယ်လိုပြောမလဲတူတဲ့အမြင်နဲ့ပြောမယ်ဆိုလို့ရှင်တော့မိခေအာဒေတာကိုဘာဖြစ်ဖြစ်စက်ထင်းထားတဲ့နေမိခေအာဒေတာလို့ကစားဟိုဘယ်လိုပြောမလဲ sorry မိခေအာဒေတာလို့နီးပြမျိုးကျွန်တော်တို့ထက်ရမယ်ဆိုလို့ရှိရင်တော့ချက်ချင်းအံ့ဝင်နိုင်မှုချက်ချင်းကစားသမားတွေနဲ့ပြည်လဲနိုင်မှုအဆင်ပြေနိုင်မှုဆိုတာ ဒါတော်တော်လေးဟိုဘယ်လိုပြောမလဲလှုပ်ယူအောင်မဲ့အနေအထားတစ်ခုလိုထင်တယ်ပြီးရဲဆို BKR data ကိုယုံကြည်ပြီးတော့အသေးမှတတန်းတိုးထားတဲ့ကစားသမားတွေလည်းများစွာရှိတာဖြစ်တဲ့အတွက်ဒါ DRD မှာ BKR data နေတခုခုဒါအသေးနဲ့အောင်မြင်မှုတခုခုရမယ်ဆိုတော့ကျွန်တော်နေကြတော့ဒါစိတ်ထဲမှာလိုလိုတိတိလိုခံစားနေရတယ်ဗောလေဒါ20ကိုဒီကိုဘယ်လိုထင်လဲဗျကိုယ်မှာဝေယောင်းမချက်ပေးခဲ့ကြပါဦးအားလုံးကျေးဇူးတင်ပါတယ်